ျွန်တော်ကပွဲတစ်ပွဲပြီးသွားရင်ကျွန်တော်ကအရန်ဒီမိုဒီဘိတ်ဖြစ်သွားရင်ကျွန်တော်ကိုကျွန်တော်ဖြတ်စည်းဖြစ်တာများတယ်ကျွန်တော်ခံတာကိုပေါ့နော်အဲပွဲပြီးသွားတော့ကျွန်တော်ဟိုတယ်ရောက်တော့သဘုံကျိတ်တာကျောတို့ကဒီဟာကြီးရဖို့အတွက်လုပ်နေတာဝါသနာဆိုဝါသနာဆိုရတဲ့ဓာကြီးကကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ဝါသနာကိုအရင်ခံပြီးတော့သွားလို့မရဘူးကိုရတခြားနိုင်ငံဆိုလို့ရှိလို့စပိုတင်ရန်ကောင်းတယ်အဲချန်ပီယံတယောက်ဖြစ်ပြီဆိုရတယ်ကျွန်တော်တို့ကတခြားအင်ပူပြောမလဲအင်ခန်းလေးကဝင်လာတာရှိရကျွန်တော်တို့နိုင်ငံမှာဒီလိုမရှိဘူး ိတ်တော့ရခဲ့ရဲဆိုတော့ကျွန်တော်တို့အဖိလစ်ပင်းမာဆယ်ကွန်တက်ဆိုတော့အဲ့ပွဲပေါ့အဲ့ပွဲမှာတော့ကျွန်တော် Memphis ဒီ Novi Class ပေါ့နော်အဲ့ Novi Class မှာကျွန်တော်လျောက်40ကျော်ရမှာကျွန်တော် Top 4ပေါ့ Top 4ရခဲ့တယ်ပေါ့ပြီးကြတော့ Memphis Open Open မှာ Class A မှာလည်းကျွန်တော်အဲလျောက်30ကျော်မှာ Top 10လောက်တော့ပါခဲ့တယ်ပေါ့နော်အဲ့ထဲမှာတော့ပါခဲ့တယ်ပြီးကြတော့ Classic Base မှာအဲကျွန်တော်ရဲ့ major category မဟုတ်ဘူးပေါ့အဲ့တန်းမှာဆိုလို့ရှိရင် ကျွန်တော်ခြေသိမ်းယူရတယ်ပေါ့ကျွန်တော်ကပွဲတော်ပဲပြီးွားရင်ကျွန်တော်လိုချင်တဲ့လိုချင်တယ်ဆိုတာထက်ကစားသမားတိုင်းသိရဗျာငါးသူထက်ကောင်းတယ် तू ကငါးထက်ကောင်းတယ်ဆိုတာကိုသိတယ်အဲအဲ့လိုမျိုးချင်းနေကြတော့ကျွန်တော်တို့ကကျွန်တော်ပထမရပြီချင်းခဲ့တာအဲ့နှစ်ရက်နေရှိုးတော့ပထမရပြီဆိုတာကျွန်တော်ကအကုန်ပြီးွားပြီ overall တက်ရမယ် overall တက်လို့ကျွန်တော် champion ရရင် pro ဓာတ်ရမယ်အရင်ဆုံးဓာတ်ရပြီးရတယ် brochure တက်ရမယ်အဲအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒီမှာပဲကျွန်တော်နှစ်ရက်နေပွဲမှာဆိုလို့ရှိရင်ဒါကကျွန်တော်တို့ကြံရရဆိုလို့ရှိရင် pro cut တစ်ခါရေးပြီးမှာဒါပေမဲ့ကျွန်တော်ဒုတိယရတော့မရလိုက်ဘူးဒါပေမဲ့ကျွန်တော်ကပွဲတစ်ပွဲပြီးသွားရင်ကျွန်တော်ကအရန်ဒီမိုဒီဘိတ်ဖြစ်သွားရင်ကျွန်တော်ကိုကျွန်တော်ဖြတ်စည်းဖြစ်တာများတယ်ကျွန်တော်ခံရကိုပေါ့နော်အဲ့ဒီပွဲပြီးသွားတော့ကျွန်တော်ဟိုတယ်ရောက်တော့သဘုံကျိတ်တာစားတာပဲငတ်နေပြီကိုရဲ့ဒီမှာအကုန်လုံးကဒါရဲ့ဒီတောက်လျှောက်တွေလုံလာရတဲ့အခါကျတော့အဲ့ဒါပြီးတော့ည7နာရီလောက်မှာကျွန်တော် ကျွန်တော်ကံကောင်းတယ်လို့ပြောရမယ်သူတို့ဒီ PC ခါချားနေပြီးတော့ကျွန်တော်ကို invitation letter လမ်းပို့တယ်အဲ့ဒုတိယရတဲ့လူတွေကိုကျွန်တော်တို့အဲ့အခွင့်အရေးထပ်ပေးတာပေါ့လာပြိုင်ခွင့်ရှိတယ်ပေါ့အဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော်အရန်ပျော်သွားတယ်နည်းနည်းရည်ရွယ်ဖြစ်နေလည်းဖြစ်မှာပေါ့အဲ့မှာကျွန်တော်တညလုံးအိမ်စာထိုင်လို့ရတဲ့ကိစ္စအိမ်စာထိုင်လို့ရကျွန်တော်ဟိုတယ်အခန်းအကူရဲ့7ပြီ15ပြီလောက်ပဲရှိရအခန်းဘယ်တော့မှကျဲတာမဟုတ်ဘူးအဲ့ဒီခိုင်းထဲမှာကျွန်တော်တညာလုံးနှီးပါပြီးနေရတယ်။စားရည်ပြန်ချနေရတယ်ကျွန်တော်တညာလုံးနှီးပါမှာအဲ့ စက်နှစ်နာရီရရင်စပြီးကျွန်တော်လှုပ်လိုက်ရတဲ့ training ကကျွန်တော်နားလိုက်ခဏငါနားလိုက်ဆိုတာ10မိနစ်လောက်နားတာပေါ့တောက်လျှောက်10မိနစ်လောက်နားပြီးတော့တောက်လျှောက်ပြီးတယ်အဲ့ဆဲပြီဗျာကျွန်တော်တို့ခြေလမ်း10လမ်းလောက်လှမ်းလိုက်လို့ရှိလို့ရှိရင်ပြည့်သွားတဲ့ဟာကိုကျွန်တော်ပတ်ပြေးနေရတယ်အဲ့အခန်းထဲမှာအဓိကကျွန်တော်တို့ကစားရတောက်ထားတာကြီးကမာဆယ်ကြီးကတော့ဖောင်းသွားအောင်ပေါ့ဗျာအဓိကကတော့ဘိုက်တွေခါးကြီးကတော့အကုန်ပိတ်ကုန်ပါပေါ့တညာလုံးကြီးပါအမေရ အဲ့လိုအတွေ့အကြုံကိုပဲပြန်မှန်းခံပြီးတော့လောက်ရကျိုးနက်ခဲ့တာပေါ့ဆိုတော့အဲ့မှကျွန်တော်အရန်ပျော်သွားပြီးတော့ကျွန်တော်နဲ့ပြန်ရမယ့်လူတွေကျွန်တော် check in လိုက်လို့တာပေါ့ final decision မှာကျွန်တော်တို့၄ယောက်ပိုက်ရတာပေါ့ကျွန်တော်တန်းမှာ champion ၂ယောက်ပါတယ်အဲကျွန်တော်ကတော့ champion ၂ယောက်နေရမဖြစ်ဘူးဒုတိယဆုသူတို့ champion ၂ယောက်ပြီးသွားရင်ကျွန်တော်ကဒုတိယဆုပေါ့ပြီးတော့ကျွန်တော်အတန်းမှာမနေရတတိယဆုရတဲ့ကောင်လေးပါတယ်၄ယောက်အဲ့ဘွဲကိုချရတာပေါ့မထင်တာဘူးဗျာဒါပေမဲ့အမှပဲကျွန်တော် champion ဖြစ်တယ်ကျွန်တော်တို့ဒီရွှေသေးဆုနဲ့ဒီဒီအတိမတ်ပြည့်တဲ့ စုပေါ့ဒါကတော့ကျွန်တော်၄ရောင်လုံးအတူတူရတယ်အတူတူရတယ်ဂျန်တဲ့ဟာတော့ရွှေငွေကြီးပေါ့အဲ့လိုမျိုးတွားတာပေါ့သူကြီးရအခုအမှကျွန်တော်ကလေကျွန်တော်ရိုးသားဆုံးပြောချင်တာအခုဒီထဲမှာပြောချင်တာတခုပါကျွန်တော်ပရိုကက်ရပြီးွားတော့ကျွန်တော်ပရိုရှိုးတက်ရမှာပဲကျွန်တော်သိရပွဲအားလုံးပြီးွားတဲ့အချိန်မှာအတွေ့အကြုံတစ်ခုရသွားတာပေါ့နော်ဆိုတော့သူတို့ကပြောတယ်ပရိုရှိုးမတက်ရသေးဘူး overweight ရင်ဆက်တက်ရမှာအမှကျွန်တော်နောက်တန်းကျွန်တော် top 5ရအောင် ဟိုချန်ပီယံတွေကြီးပဲဒါပရိုကတ်နဲ့မဆိုင်ဘူးချန်ပီယံတွေကြီးပဲကျွန်တော်တို့ဓာတ်လူအောင်ပါ over wall ဆိုတာကအဲကျွန်တော်အားလုံးရရှင်းရှင်းလင်းလင်းပြောပြချင်တာကဓာတ်ပြီးရဆိုတာ over wall မှာပြီးတာကျွန်တော်ပရိုကတ်ကြီးတောင်ရလာပြီးွားကြီးညာကျွန်တော်စကားကြီးအများကြီးပြောကြရမလို့တော့ပုံညာစီများတယ်ဆိုတာလေကျွန်တော်ကအဲ့ဒီဟာကိုကြောက်ကျွန်တော်တယောက်တည်းစကားနဲ့မပြောချင်တော့ဘူးကျွန်တော်တို့လေဒီ body building ကစားသမားကြီးအားလုံးနားလေအဲ့ခံစားချက်ကြီးကိုသိတယ် ျွန်တော်မပြောလဲသူတို့အခုကြည့်နေမယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်နားလဲတော့ကျွန်တော်တို့ကဝဲတဝဲကိုပြိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဟာကြီးခဏထားလိုက်အောင်ဒီဘက်မှာကိုအရင်ဆုံး nutrition နဲ့တခြားသော supplement တွေကို investment လုပ်ရတဲ့အပိုင်းနေနဲ့ယူခါနေပြီကိုရယ်ဆိုတော့ပြိုင်ဝဲတဝဲအတွက်ပြင်ဆင်ရတာပြည်တွင်းပွဲမှာမဟုတ်ဘူးပြည်ပပွဲဆိုပူတော်ဆိုးသေးရယ်ကိုရယ် bridge ပုံများတာပေါ့ကျွန်တော်တို့ကဒီဟာကြီးရဖို့အတွက်လုပ်နေတာဝါသနာဆိုဝါသနာဆိုတာလည်းဒါကြီးနဲ့ တော်တို့မြန်မာနိုင်ငံမှာကြတော့ဝါသနာကိုအရင်ခံပြီးတော့သွားလို့မရဘူးကိုရဲ့အသက်အရွယ်တစ်ခုရောက်ရင်ကိုပဲဘာမှမဟုတ်တာဖြစ်မှာဒါပေမဲ့ကျွန်တော်တို့ကဖြည်းဖြည်းနဲ့မှန်မှန်ပဲသွားရတာပေါ့ဒီဘက်ကလည်းကိုယ်လုံလေးလဲကိုယ်စီထားလေးလုံဒီဘက်ကလည်းကိုယ်ဝါသနာပါတဲ့ဟာကိုကျွန်တော်တို့ကခွဲခြားပြီးလုံမှရမှာဘာလို့လဲဆိုတော့ဒီလမ်းကြီးကိုပဲလိုက်နေရဆိုလို့ရှိရင်တခြားနိုင်ငံဆိုလို့ရှိရင်တော့ကောင်းတာပေါ့တခြားနိုင်ငံဆိုလို့ရှိလို့ရှိရင် sporting အရင်ကောင်းတယ်အဲချန်ပီယံတယောက်ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့က တခြားဘယ်လိုပြောမလဲအင်ခန်းလေးကဝင်လာတာရှိရကျွန်တော်နိုင်ငံမှာဒီလိုမရှိဘူးပွဲကနေစပြီးတော့အခုချိန်ထိကျွန်တော်ကိုဂိုယူပါတယ်ဆိုတဲ့စကားကိုကျွန်တော်ပြောနေကြစကားအတိုင်းပဲပေါ့လာပြောခြင်းပြောလို့ရတယ်မပြောခြင်းလည်းမပြောလို့ရတယ်လာပြောပြီးတဲ့လူတွေအားလုံးလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဟိုကျွန်တော်တို့ကလူတဦးတယောက်ချင်းစီဂိုယူဖို့အတွက်ကျွန်တော်တို့လုပ်နေတာမဟုတ်မဟုတ်တဲ့အတွက်ကိုကိုတိုင်းကိုသွားနေတဲ့လမ်းကိုအောင်မြင်အောင်လုပ်နေတာဆိုတော့အားလုံးပဲဟိုတယောက်နဲ့တယောက် ဟိုဘုံစိတ်မရှိပါနဲ့ချင်းချင်းခင်ပဲသွားနိုင်ကြပါလိမ့်မယ်ကျွန်တော်ပြောချင်ပါတယ်